်ဒီအကြမ်းဖက်အာပေး post တွေအောက်မှာခင်ဗျားတို့အနေနဲ့အကြမ်းဖက်အာပေး post တွေအောက်မှာတနည်းအားဖြင့်ကျွန်တော်တို့အမောင်လောကကသူတွေရဲ့ post တွေအောက်မှာခင်ဗျားတို့အသေးတွေတော့ပေးတာလေအထောက်ကမာလေးစသဖြင့်ခင်ဗျားတို့မျိုးစုံသွားရင်မဲ့ဆိုရင်တီစဲဥတွေကခင်ဗျားတို့ကိုအေးအေးယူမှာဖြစ်ပါလေခင်ဗျားတို့လက်တွေသွားမသိရနဲ့ခင်ဗျားတို့လက်သရမ်းရင်ခင်ဗျားတို့လက်သရမ်းမို့အင်းစိတ်ထောင်လို့အိုးဘူထောင်လို့ရောက်သွားလိမ့်မယ်လက်သရမ်းရင်အင်းစိတ်ထောင်ရောက်မယ်အိုးဘူထောင်ရောက်မယ်ခင်ဗျားတို့လက်သရမ်းရင်လက်သရမ်းရင်စက်ရံ လက်တရိုင်းတော့ခင်ဗျာအိုးဘူတောင်ရှိမယ်အင်းစိန်တောင်ရှိမယ်ဗျာခင်ဗျာတာဝတီထောင်ရှိမယ်ဗျာထောင်နေအများကြီးပဲမြေကြီးနားထောင်ရှိမယ်ဗျာပူတောင်ထောင်ရှိမယ်ဗျာခင်ဗျာကြိုက်တဲ့ထောင်ရွေးလက်တရိုင်းလို့ရတယ်ခင်ဗျားတို့လက်တရိုင်းမဲ့ပါဇက်တရိုင်းမဲ့ဆိုရင်အင်းစိန်တောင်နေရှိတယ်အိုးဘူထောင်နေရှိတယ်ထောင်နေအများကြီးပဲအင်္ဂလိပ်လက်ထက်ကထောင်မှာနေခြင်းသလားထောင်တက်မှာနေခြင်းသလား ကျန်းဖက်စစ်တပ်ကအမှုပညာသမားအမိခံရေဘော်စီရဲကိုအတုံးချပြီးဝါရပြန့်ဇလန်းတို့တို့ရိုက်ကူးပြသခဲ့ရမှာမအောင်မမြင်ဖြစ်ခဲ့တဲ့အတွက်စစ်လော်ဘီတွေဒေါသထွက်ခဲ့ကြပြီးပြန်ကြားရေးဇော်မင်းထွန်းကိုတိုင်ထွက်ချင်းရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒီအသိပညာပေးဇလန်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်။ဒါ့အပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးဖိရောက်ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ပါတယ်ဖြစ်စေချင်တာကအနုနီးနဲ့ဝါရဖြန့်ပြီးပြည်သူတွေရွေးကောက်ပွဲကိုစိတ်ဝင်စားစေချင်တာပါဒါပေမဲ့ဇလန်တိုတွေကဒိုင်ယာလော့တွေဟာရွေးကောက်ပွဲစီယုံရင်တတ်တတ်မဟုတ်ပဲစစ်ဘုံချုပ်တွေလေသံအတိုင်းအင်မတန်ပြင်းထန်မှာကြောပြီးတော်လိုင်းရေးသမားတွေကိုစော်ကားထားတာကြောင့်ပြည်သူတရလုံးမခံမရနိုင်ဖြစ်ခဲ့ကြရတာပါဘုံထောင်တိုင်းတော်လိုင်းရေးမဟုတ်ဘူးကွာမင်းတို့ရည်ရချက်တွေမှားနေပြီအင်္ဂါဆီယံဝတရားအမြင်နဲ့ပြောရမယ်ဆိုရင် တန်ရာတွေများနေတဲ့တိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့ဒေါ်လာရင်းဖြစ်တော့မှာပေါ့ကွာဒါကြောင့်လဲအနေငယ်သွေးအေးနေခဲ့ကြတဲ့ပြည်သူဘိုင်းကောက်ဟာပြန်လဲရှင်သန်လာခဲ့ပြီးပါဝင်တည်ဆောင်ခဲ့ကြတဲ့နေတိုးမြင့်မြတ်နေဝင်းငပြောကျော်စတဲ့ရေပေါ်စီတွေဟာပြည်သူတွေရဲ့ဘိုင်းကောက်လှုပ်ရှင်းကိုအပြင်းထန်ခံလိုက်ကြရပါတယ်ဒါကိုမကျေနပ်ကြတဲ့စစ်တပ်နဲ့စစ်လော်ဘီတွေဟာအမှုနီးမတုံးနိုင်တော့ပဲအကြမ်းဖက်တဲ့နည်းနဲ့တံပြန်ဖို့ရွေးချယ်လိုက်ကြပါတယ် ဒါကြောင့်ဇလန်းကိုအနေငယ်ဝေဖန်ရေးသားကြတဲ့ဒါရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့လူချွန်တော်အုံတိုင်းတို့ကိုဒရဂျန်ဖန်စီပြလိုက်ပါတယ်။ရုပ်ရှင်လောကသားဆိုသူတွေကိုလည်းပြန်ကြားရေးညွှန်ကြားကိုယ်တိုင်အစည်းအဝေးခေါ်ယူပြီးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူစိတ်ဝင်စားအောင်ဗီဒီယိုကလစ်အတိုတွေရိုက်ကူးပြီးတယောက်ချင်းစီပေးပို့ရမယ်လို့ချင်းချောက်အကြက်ကန်လိုက်ပါတယ်။သူတို့ဇလန်းကိုရိုက်ကူးပေးတဲ့ရေပေါ်စီတရုတ်ဆောင်တွေသာတီးတန့်ဝေဖန်ခံရတဲ့အခြေအနေကိုဖြေဖျောက်ဖို့အတွက် ခံချင်းခံ အလုံးခံကြစေဆိုတဲ့သဘောနဲ့သူ့ဘာသာသူနေကြတဲ့တခြားအနုပညာသမားဆိုသူတွေကိုပါဒုက္ခပေးလိုက်တာဖြစ်ပါတယ်။အကျံပရန်အရှင်တွေကိုနောက်ထပ်အကျံနည်းနဲ့စစ်တပ်ကဖြည့်ရှင်းလိုက်တာပဲဖြစ်ပါတယ်။ဒါရင်မကသေးပဲတော်လင်းရေးဘက်ကတင်တဲ့ post တွေကိုအသေးပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒါရိုက်တာဇဘူးထွန်းသက်လွင်ဒါရိုက်တာအောင်ရှမ်းလူတို့ကိုလည်းဖမ်းဆီးပြလိုက်ပါတယ်။ ခုတော့ဓာရီနဲ့ပတ်သက်ပြီးစစ်တပ်လော်ဘီလက်ကင်တို့ကြော်ဆိုးဥကပြည်သူကိုအစွဲထွက်မတက်စားမတက်ဝါမတက်ချင်းချောက်ပြောဆိုထားတာကိုတစ်ချက်ကြည့်ရအောင်ပါ။အော်ဒီအကြမ်းဖက်အာဘီပို့စ်တီအောင်မှာခင်ဗျားတို့အနေနဲ့အကြမ်းဖက်အာဘီပို့စ်တီအောင်မှာတနည်းအားဖြင့်ကျွန်တော်တို့အမောင်လောကကသူတွေရဲ့ပို့စ်တီအောင်မှာခင်ဗျားတို့အသေးတွေတော့ပေးတာလေ။အထောက်ကမ်းပါလေစသဖြင့်ခင်ဗျားတို့မျိုးစုံသွားရင်မဲ့ဆိုရင်တီစဲဥတွေကခင်ဗျားတို့အရေးကြီးမှာဖြစ်ပါလေ။ကျွန်တော်ခင်ဗျားတို့အတွက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးတာခင်ဗျားတို့သိဖို့မသိသေးတဲ့သူတွေသိဖို့ တိတိယနဲ့လှုပ်ရှင်နဲ့လှုပ်ပေါ်ဗျာဒါတော့ခမောက်ကိစ္စအကျမ်းဘက်တမားအကျမ်းဘက်အာပီအုပ်စုတွေဒါတို့ကဒီအမောင်ဘက်ချမ်းမှာရှိတဲ့အုပ်စုတွေရဲ့ posting သူတို့ရဲ့ရေးသားမှုတွေသူတို့ရဲ့ပြောဆိုမှုတွေအောက်မှာခမားတို့ကအာကျမတို့အားပေးပါတယ်ပေါ့ကျမတို့ထောက်ခံပါတယ်ပေါ့အကျမ်းဘက်အကျမ်းဘက်တွေကြီးတော့ကျမတို့အားပေးပါတယ်ကျမတို့ထောက်ခံပါတယ်ပေါ့စသဖြင့်အဲ့ဒီလိုတွေသွားပြီးရေးမယ်ဆိုရင်ခမားတို့ကိုတီဇဲဥတွေအရေးယူမှာဖြစ်ပါတယ်တီဇဲဥတွေအရေးယူမှာဖြစ်ပါတယ်ခမားတို့လောက်ရဲတယ်ဆိုရင်လောက်ပါကျွန်တော်ရှင်းပါတာကအနည်းဆုံးတာကတင်ပြပါမယ် ီပိုင်းမှာခေတ္တမိုင်းကိုဒုံဆိုင်မြစ်သူများရွေးကောက်ပွဲပညာပေးဇက်လမ်းမှာပါဝင်သေးဆောင်ခဲ့တဲ့အမှုပြချာရှင်တွေနဲ့ပတ်သက်ပြီးတော့အမောင်ဘချမ်းကအုပ်စုတွေအချမ်းဘအာပိအုပ်စုတွေကသူတို့တွယ်ဝိုက်တော့ဖြစ်စေဓာတ်ရိုက်ဖြစ်စေသူတို့အမျိုးမျိုးရေးနေကြတယ်ဒီဒီရုပ်ရှင်ကားမှာပါဝင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပြည်ပမှာရှိတဲ့အချမ်းဘအုပ်စုတွေကရေးသားနေကြတယ်အဲ့ဒီအောက်မှာအဲ့ဒီအဲ့ဒီအောက်မှာအချမ်းဘသမားများနဲ့နီးတူအချမ်းဘအုပ်စုများနဲ့နီးတူနီးတူ နီးတူလှုပ်ဆော်ခဲ့တဲ့သူတွေကတော့ဒိုင်တာမိုက်ဒီခတန်းထုံးဆောင်သိပါလိမ့်မယ်ခင်ဗျာဒိုင်တာမိုက်ဒီမမေမမေလက်ထက်ကပါခင်ဗျားတို့ခေါ်တယ်မမေလက်ထက်ကမှုမှုလက်ထက်ကမှုမှုလက်ထက်ကရုပ်သက်ရုပ်သက်ဇလန်းတူတွေပေါ့ယင်တော့လည်းကျွန်တော်တို့ NLD လက်ထက်မှာရုပ်သက်ရုပ်သက်ဇလန်းတူတွေရိုက်ကူးခဲ့တဲ့သူမှု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 လက်ထက်ကပေါ့မိုက်ဒီဒိုင်တာမိုက်ဒီပြီးရင်ကျွန်တော်တို့ဇက်ဖို့တယောက်ဆောင်ကျော်ဝင်းထွသိပါလိမ့်မယ်ခင်ဗျားတို့ဒီတောကားတွေရိုက်တဲ့တယောက်ပါကျော်ဝင်းထော့နောက်တစ်ယောက်ကတော့ကျွန်တော်ဟာသားတယောက်ဆောင်အုံနိုင်ပါအဲသိပါလိမ့်မယ်အဲသူတို့ကလည်းပြောအဲမှာ အမောင်မချဲလူတွေလူတွေမျိုးတို့ကလည်းမှရေးနေကြတယ်သူတို့ဆွဲခေါ်ပါလိုက်တယ်ဆွဲခေါ်ပါလိုက်တယ်ဖမ်းထားတယ်ပေါ့ဗျာကျွန်တော်နားလည်ပြောဖမ်းထားတယ်ဖမ်းစီတဲ့ခင်များကိုစစ်စစ်ဖော်ထုတ်ဖော်ထုတ်ချက်အရာ၎င်းတို့သည်ဖွဲ့စည်းပုံအခြေဥပဒေ2008နဲ့အညီတက်မတော်မှာနိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ်ထောက်ခံမှုမရှိခဲ့သည့်အပြင်ဆန္ဒပြပွဲများနဲ့ကိုယ်တိုင်ပေါင်ခဲ့ပါတယ်သူတို့ကကိုယ်တိုင်ပေါင်ခဲ့တယ်2000ပြီး2021နောက်ပိုင်းအခင်းချင်းမှာသူတို့ကိုယ်တိုင်ပေါင်ခဲ့တယ်ကိုယ်တိုင်ပေါင်ခဲ့တယ်ကိုယ်တိုင်လှုပ်ဆော်ခဲ့တယ်ပြီးရင် ဒါမဲ့2025ခုနှစ်ဒီဇင်ဘာမှာကျင်းပမဲ့ဒီပါတီစုံဒီမိုစီရွေးကောက်ပွဲရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ကျွန်တော်တို့ဒီအမှုပညာရှင်တွေကနေပြီးတော့သူရဲ့အမှုပညာစွမ်းအားနဲ့ပါဝင်တဲ့အခါမှာဆိုလည်းပဲဒီအုပ်စုတွေကဝေမှန်တိုက်ခိုက်တာတွေရွေးကောက်ပွဲပေါ်ပြည်သူလူထုယုံကြည်မှုယုံနယ်လောက်အောင်ရေးသားဖြောင့်ဝေတာတွေသူဆောင်ခဲ့တယ်လို့စစ်စစ်တွေ့ရှိခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီ၃ယောက်ကိုအဲ့ဒီ၃ယောက်အနက်အဆိုပါတက်ခိုင်မအနက်ဒိုက်တာမိုက်တီခတန်းထွန်းစော်သည်2021ခုနှစ်တွင်လူမှုကွန်ရက်မီဒီယာအမှတစ်စက် နိုင်ငံတော်အစိုးရပေါ်ဝေဖန်ရေးသားခဲ့မှုကြောင့်ရာသသက်ကြီးဥပဒေပုံမှာ99ကကြီးပြင်အမှုဖွင့်အရေးယူခံခဲ့ရပြီး2000ခုနှစ်အော်တိုဘာလ28ရက်နေ့မှာနိုင်ငံတော်ကနေပြီးတော့ဒါကျွန်တော်တို့လှုပ်ပေးခဲ့တယ်ဗျာလှုပ်ပေးခဲ့လှုပ်ပေးခဲ့တယ်ဒိုင်တာမကြီးတော်တော်ဆိုးပါတယ်အဲ့ချိန်တော့ခင်ဗျားကြီးအာယောဂါဖြစ်နေလို့အာစေကူမရတော့မယ်အာမိသားစုတွေကနေပြီးတော့အာဒီဒီကျွန်တော်နိုင်ငံတော်အကြီးကနိုင်ငံကောင်းဆောင်နေနိုင်ငံတော်အကြီးကတောင်တော့အတနာခန့်သာတင်းတယ်ဗောစေးဆိုင်အတနာခန့်သာတင်းတယ်ဗော နောက်တော့နိုင်ငံအကြီးကြီးတွေကဒါလူသားချင်းကိုရင်းစားတဲ့အနေနဲ့ကျွန်တော်တို့သူ့ကိုပြန်ပြီးတော့လွတ်ပေးလိုက်တယ်ပေါ့လွတ်ပေးတဲ့အခါမှာသူကခံဝင်နဲ့လွတ်တာလွတ်တဲ့ချိန်တော့ခံဝင်နဲ့လွတ်တာအဲ့မှာနောက်တစ်ချိန်ပြစ်မှုကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံကြားခံရမယ့်ဒီပြစ်မှုပြစ်ဒဏ်တွေပါသူကထယ်ပေါင်းပြီးတော့ခံမှာအဲ့တော့မိုက်ဒီယာဗျာဥမာကျွန်တော်တို့ဒီငားငါကကြီးနဲ့ကျွေးကြံရှိတယ်အဲ့ဒီကျွေးကြံရဲ့လက်ရှိသူလက်ရှိသူ လက်ရှိသူဟာစုမှုမှုဖြစ်အောင်ရွေးကောက်ပွဲသူပြည့်ရဲ့ပြုတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မထင်မဲမိရေးတယ်ပေါ့ဗျာဒါလေးနဲ့ပတ်သက်ပြီးတော့သူကအရေးယူခံရမှာအဲ့တော့မိုက်တီကပထမကျွေးချင်ရဲ့လက်ရှိကျွေးသိရဲ့သူကနှစ်ခုခံရမှာနှစ်ခုခံရမှာအဲ့တော့အဲ့ဒီလူတွေကိုအဲ့ဒီလူတွေကိုပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်ထားခြင်းမှ ကာကွယ်ဥပဒေနဲ့အရေးယူနိုင်ရေးဆောင်ရွက်တဲ့အပြင်ရခိုင်လူငယ်ခွင့်ပြုခဲ့တော့ပြည်ထောင်များပြည်နယ်ကြားခံရှင်တွေကိုလည်းဆောင်ရွက်တော့မှာဖြစ်ပါလေတဲ့နှစ်မှုနှစ်ခုအကျွေးချင်ရဲ့ရခိုင်ကျွေးဟောင်းရဲ့ လက်ရှိကျွေးတဲ့ရကိုမိုက်တီကအင်းစင်တောင်းထဲမှာပြဆက်ရတော့မယ်နောက်ထပ်ကတော့ကျော်ဝင်းထော့ကျော်ဝင်းထော့ရဲ့အုံတိုင်းရယ်သိပါလိမ့်မယ်ခင်ဗျားတို့ဒီကျော်ဝင်းထော့ဆိုလဲတောကားရိုက်တဲ့တယောက်အုံတိုင်းဆိုလဲကျွန်တော်တို့ဒါဟာတာဟာတာလူရှင်တော်ပါဗျာဟာတာလူရှင်တော်အဲ့ဒီနှစ်ယောက်ကိုလဲပါတီစုံဒီမိုကရေစီအထွေရွေးကောက်ပွဲများကိုနှံ့ရှာနှောက်ရှက်ဟန်တားခြင်းမှာကာကွယ်ရေးဥပဒေဖြင့်ထိရောက်စွာအရေးယူသွားမှာဖြစ်ပါတယ်တဲ့ရေးယူသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုပဲခင်ဗျားတို့တွေဒီအကြံဖက်အုပ်စုတွေရဲ့ရေးသားမှုတွေအောက်မှာ ကိုယ်တိုင်ကိုမတ်ဝင်ရတာအပြင်ကျွန်တော်တို့ဒီအသေးတော့ပေးတာတွေဒါတွေကခင်ဗျာတော်ဝိုက်တော်နည်းနဲ့ဒီအကြမ်းဖက်လှုပ်ဆောင်မှုခင်ဗျားတို့ကိုလည်းကျူးလွန်တာပဲခင်ဗျားတို့သိလို့ဖြစ်စေမသိလို့ဖြစ်စေအရေးယူခြင်းခံရမှာဖြစ်ပါတယ်ဒါကြောင့်ဒါကြောင့်ကျွန်တော်တို့ကသိတဲ့လူပဲဖြစ်စေမသိတဲ့လူပဲဖြစ်စေခင်ဗျားတို့ ਨੇ ဒီလိုလုပ်ရက်တွေမလုပ်ဖို့ကျွန်တော်တင်ပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနောက်ထပ်ဒီစကားလေးတစ်ခုခင်ဗျားတို့နားလည်အောင်သုံးနေတာကဖရုံမန်းကြီးမှဘာပြောသွားလဲဆိုတော့ကျွန်တော်တို့ဒီ DVB ဒီဘိတ်မှာပေါ့ဗျာ တဘုံထားရင်တည်တတ်တယ်တဘုံထားရင်တည်တတ်တယ်လို့ပြောတယ်တဘုံထားတာမလို့တဘုံထားရင်တည်တတ်တယ်ပေါ့ကွာဘုရားမင်းကြီးမှပြောခဲ့တာပေါ့အဲ့လိုပဲခင်ဗျားတို့လက်တွေသွားမသိရင်နဲ့ခင်ဗျားတို့လက်သရမ်းရင်ခင်ဗျားတို့လက်သရမ်းမို့အင်းစိတ်ထောင်တို့အိုးဘူးထောင်တို့ရောက်သွားလိမ့်မယ်လက်သရမ်းရင်အင်းစိတ်ထောင်ရောက်မယ်အိုးဘူးထောင်ရောက်မယ်ခင်ဗျားတို့လက်သရမ်းရင်လက်သရမ်းရင်စက်ရင်လက်သရမ်းတော့ခင်ဗျားတို့အိုးဘူးထောင်ရှိမယ်အင်းစိတ်ထောင်ရှိမယ်ဗျာခင်ဗျားတို့တာဝတီထောင်ရှိမယ်ဗျာထောင်နေအများကြီးပဲမြေကြီးနားထောင်ရှိမယ်ဗျာပူတော်ထောင်ရှိမယ်ဗျာခင်ဗျားတို့ကြိုက်တဲ့ထောင်ရွေးလက်သရမ်းလို့ရတယ် ခင်ဗျားတို့လက်သရမ်းမဲ့ပါဇက်သရမ်းမဲ့ဆိုရင်အင်းစိန်တောင်လေးရှိတယ်အိုးဘုံတောင်လေးရှိတယ်ထောင်တွေအများကြီးပဲအင်္ဂလိပ်လက်ထက်ကထောင်မှာနေခြင်းသလားထောင်သစ်မှာနေခြင်းသလားအရာဝတိုင်းမှာလည်းခင်ဗျာအင်္ဂလိပ်လက်ထက်ကထောင်တွေရှိတယ်ပြီးရင်ကျွန်တော်တို့မကွေတိုင်းမှာလည်းရှိတယ်ဘကိုးတိုင်းမှာလည်းရှိတယ်ဘကိုးတိုင်းကတော်တော်များပါတယ်အင်္ဂလိပ်လက်ထက်ကထောင်တွေဘကိုးတိုင်းမှာတော်တော်များတယ်တရတရထောင်လို့ဆိုလဲတရထောင်လို့ဆိုလဲအင်္ဂလိပ်လက်ထက်ကထောင်ပဲခင်ဗျားတို့အဲ့လက်သရမ်းခြင်းလေဆိုလက်သရမ်းကျွန်တော်လက်သရမ်းမယ်ဆိုရင်ကျွန်တော်တို့အင်းထောင်တွေရောက်သွားလိမ့်မယ်အင်းစိန်ထောင်အပါဝင်တိုင်းနေရာပြည်နယ်များရှိ ်အင်္ဂလိပ်လက်ထက်ကထောင်းတွေရောက်သွားနိုင်တယ်ထောင်းသစ်တွေရောက်သွားနိုင်တယ်